ဖဲတော့မှနောက်ထပ်အိမ်တော်မပြူဘူးလို့တောင်းလေးကိုဂတိပေးလိုက်တဲ့မယ်လိုရီရန်ကုန်ဆယ်လီနျူးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များရှင့်မယ်လိုရီဆိုတာဗီဒီယိုခေတ်မှာအောင်မြင်ခဲ့တဲ့မင်းသမီးတလန်ဖြစ်ပါတယ်ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်းရှာကူးနိုင်ခဲ့သလိုအကယ်ဒမီစုကြီးကိုလည်းပိုင်ဆိုင်ရရှိခဲ့တဲ့အမှုပညာရှင်တအုပ်ပါဒါပေမဲ့အိမ်တော်ကြီးမှာတော့ကံမကောင်းခဲ့ပါဘူးမယ်လိုရီကပြည့်ပြည့်စုံတဲ့မင်းသမီးတယောက်လို့ပြောရမှာဖြစ်ပါတယ်မင်းသမီးတွေမှာမှရုပ်ရည်ပြည့်ပြည့်ခန္ဓာကိုယ်အကျိုးအစားအသားကြီးဘာမှပြောစရာမရှိအောင်လာပါသူဖြစ်ပါတယ် ဒါပေမဲ့လည်းသူရေးချဲ့ထားခဲ့တဲ့အိမ်နောင်ကြီးကထင်မှတ်ထားသလိုမဖြစ်လာတဲ့အခါမှာတော့မယ်လိုရီကအမျိုးသားကိုလက်လွတ်ပေးလိုက်ရတာဖြစ်ပြီးလက်ရှိအချိန်မှာတော့တာလီကိုတယောက်တည်းပြုစုစောင့်ရှောက်နေတဲ့ single mom အဖြစ်ယက်တည်နေကြတာပဲဖြစ်ပါတယ်။မယ်လိုရီကလွန်ခဲ့တဲ့နှစ်တွေကတော့ covid ကာလတွေလည်းရှိတာကြောင့်အမှုပညာအလုပ်တွေကိုရပ်နားထားခဲ့တာပါ။အခုလက်ရှိအမှုပညာလောကတွေကိုအသက်40ကျော်မှတကြော့ပြန်ဝင်လာခဲ့တာပဲဖြစ်ပါတယ်။သူ့အနေနဲ့အမှုပညာလောကဆိုတာသူ့အတွက်ဘလို့မှစွန့်လွတ်လို့ရတဲ့အရာမဟုတ်ဘူး။ဒါကြောင့်မလို့ဒီအလုပ်ကပဲသူ့အတွက်အသင့်တော်ဆုံးဖြစ်ပြီးသူ့အနေနဲ့တည်တဲ့ ထီအမှုပညာကိုချစ်မြတ်နိုးသွားမှာဖြစ်တာကြောင့်အမှုပညာလုပ်တွေကိုတက်နိုင်သမျှပြန်လုပ်တယ်ဆိုပြီးဒီလောကတွေကိုပြန်လည်ဝင်ရောက်လာခဲ့တာပါပြန်လည်ဝင်ရောက်လာတဲ့အချိန်မှာလည်းမယ်လိုရီရဲ့အိမ်တော်ကြီးနဲ့အရင်အရင်တုန်းကရှိခဲ့ပူတဲ့ရှိစားဟောင်းတဲ့ကိစ္စတွေကကြရက်ထားခဲ့ပါသေးတယ်ဒါပေမဲ့မယ်လိုရီကတော့အိမ်ထုတ်ခဲ့ဆိုတဲ့ပုံစံမျိုးနဲ့ဘသူကမှဂယုမဆိုင်ဖဲနေခဲ့တာဖြစ်ပါတယ်အင်တာဗျူးတွေဖြေကြားတဲ့အခါမှာလည်းစကားကိုပေါ့ပေါ့ပါပါလွတ်လွတ်လပ်လပ်နဲ့ပြောပြတတ်တာဖြစ်ပါတယ်အခုတခါမှာလည်းမယ်လိုရီအတွက်အိမ်တော်ကြီးနဲ့ပတ်သက်တဲ့ဖွင့်ဟဝင်ခွင့်ချက်တစ်ခုကိုပရိသတ်တွေကိုပြောပြလာပါတယ် ်လက်ရှိချိန်မှာတာလီနဲ့သူနဲ့နေရောက်တဲ့နေနေရတာဖြစ်တယ်။သူ့ရဲ့တာလီကငယ်ရွယ်သေးတဲ့အခါကျတော့နောက်ထပ်ကလေးတယောက်ထပ်လို့ခြင်းနဲ့ဒါကြောင့်မလို့မယ်လိုရီကတော့သူ့သားကိုဂတိပေးလိုက်တယ်။ဘယ်တော့မှလည်းနောက်ထပ်ကလေးလေးလည်းထပ်မွေးတော့မှာမဟုတ်သလိုနောက်ထပ်အိမ်တော်လည်းဘယ်တော့မှထပ်ပြူတော့မှာမဟုတ်ဘူးဆိုပြီးပြောလိုက်ပါတယ်။သူ့အနေနဲ့ဒီလိုပြောရတယ်ဆိုတာက အချိန်တန်ရင်လူတွေကကိုဘွားနဲ့ကိုသွားရမှာဖြစ်တယ်သူ့ရဲ့သားလေးကလည်းအချိန်တန်အရွယ်ရောက်တဲ့ခါကျရင်ကိုဘွားကိုကြောင်းရမှာကိုဘွားကိုပြုစုရမှာဖြစ်တယ်အဲ့ဒီအချိန်ကြမှာနောက်ထပ်ယောက်ျားတယောက်ရဲ့ဝိညာဝိစာတွေကိုသူ့အနေနဲ့မပြုစုနိုင်တော့ဘူးစေးပေးမီယူဆိုတာလူတွေကအလကားပြောတာတကယ်တကယ်ကိုမကျမ်းမာတဲ့ခါမှာသူကပြုစုနိုင်မှာမလို့လားသူမကျမ်းမာတဲ့အချိန်မှာရောကိုကပြုစုနိုင်မလားဒါတွေကိုအများကြီးစဉ်းစားဖို့လိုတယ်ယောက်ျားနဲ့မိန်းမအိမ်အောင်ပြုရဲဆိုတာလွယ်တဲ့ကိစ္စမဟုတ်ဘူးအစ်စ်မတူဇေယျမတူပုံစံမတူတဲ့လူတွေပေါင်းမိရင်ပို့ပြီးတော့စိုးတယ် ဒါကြောင့်မလို့ရှေ့ကမှားခဲ့တဲ့အမှားမျိုးကိုထပ်ပြီးတော့လည်းမဖြစ်ချင်တော့တာကြောင့်မယ်လိုရီကတော့နောက်ထပ်အိမ်တော်မပြုတ်ဘူးဆိုတဲ့အကြောင်းသူ့ရဲ့သားလေးကိုဂတိပေးခဲ့တယ်လို့ပြောပြလာခဲ့ပါတယ်။ပရိသတ်တွေကတော့အသက်40ကျော်အရွယ်ဆိုပေမဲ့တော်တော်လေးကိုတင်တောင်းတင့်တယ်နဲ့လှပနေတဲ့မယ်လိုရီကိုသူနဲ့အဆင်ပြေတင့်တော်မယ်အမျိုးသားတအုပ်နဲ့ထပ်မံပြီးတော့လက်ထပ်စီကျင်းပါတယ်။ ။ Melody အနေနဲ့ကတော့နောက်ထပ်မျိုးသားတအူးကိုအရေးစုံပြီးယူဖို့ဆိုတာသူ့ရဲ့ဘဝမှာဘလို့မှမဖြစ်နိုင်တော့ဘူးဆိုတဲ့အကြောင်းအရှင်းအရှင်းလေးမှလည်းအင်တာဗျူးတွေမှာဖြေကြားပေးခဲ့ပူပါတယ်။လက်ရှိချိန်မှာတော့သူ့ရဲ့သားလေးနဲ့အတူပျော်ရွှင်စရာကောင်းတဲ့ဘဝကိုတည်ဆောက်နေတာဖြစ်ပြီးသူ့ရဲ့သားလေးနဲ့အမတ်တရရိုက်ထားတဲ့ဗီဒီယိုတွေကိုလည်းသူ့ရဲ့ဆိုရှယ်မီဒီယာတွေမှာတင်ပြထားတာဖြစ်လို့ပရိသတ်တွေက Melody နဲ့သူ့ရဲ့သားလေးကိုပို့ပြီးတော့အချစ်တိုးလာခဲ့ရတာပါ။ပရိသတ်ကြီးအနေနဲ့ရောနောက်ထပ်ပေတော့မှအိမ်တော်မပြူဘူးလို့ကတိပေးလိုက်တဲ့ Melody ရဲ့ဆုံးဖြတ်ချက်ပေါ့။ဘလို့ဒီမှတ်ချက်ပြုကြံလဲဆိုတာဗီဒီယိုအောက်က comment လေးမှာ ရှိသွားပြီးခဲ့ပါအောင်ရှင်